မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ6ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းစမ်းကြောင်းမြို့နယ်မှာစစ်တပ်အမာခံထောက်ခံသူကြံ့ဖို့ပါတီဝင် စစ်ကောင်စီခန့်ကျွန်းတော်အလေရက်ကွက်အုပ်ချုပ်ရေးမှုခင်ဆိုးဟာတပိတ်ဆိုင်မှာထိုင်တောက်နေတဲ့အချိန်ပြစ်ခတ်ခံရပြီးတော့တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ဇွန်လ6ရက်နေ့နေ့လယ်7:00နာရီအချိန်စမ်းကြောင်းမြို့နယ်ဖျားပုံလမ်းမှာရှိတဲ့တပိတ်ဆိုင်မှာစစ်တပ်အမာခံထောက်ခံသူကြံ့ဖို့ပါတီဝင်စစ်ကောင်စီခန့်ကျွန်းတော်အလေရက်ကွက်အုပ်ချုပ်ရေးမှုခင်ဆိုးဟာတယောက်တည်းတပိတ်ဆိုင်မှာထိုင်တောက်နေတဲ့အချိန် တနက်နဲ့ပြစ်ခတ်ခံရပြီးတော့ပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါဗျ။ကျွန်းတော်အလဲရက်ကအုတ်ကြီးခင်ဆိုးခေါ်ဆိုးဆိုးက ကြက်ဖို့ပါတီဝင်စစ်တပ်အမကန်အရင်ကနှလုံးထီသုံးလုံးထီချဲယောင်းပြီးတော့ရဲတရင်ပေးလုံနေတာနောက်မှအုပ်ကြီးဖြစ်လာတာစစ်မှုထမ်းဥပဒေနဲ့လူငယ်တွေကိုဆင်းရဲသွေးပြီးတော့စစ်ထဲထည့်တာနောက်တစ်ခါအလူငွေကောက်တာတို့တော်လိုင်းသမားနဲ့တပိတ်လူငယ်တွေကိုစုံစမ်းတာတွေကိုလုတ်ခဲတဲ့သူပဲအရန်ဆိုးတဲ့သူပဲလို့စမ်းကြောင်းကပြည်သူတို့ကရှင်းပြထားပါတယ်ကျွန်းတော်အလေရက်ကွအုတ်ချုပ်ရေးမှုခင်ဆိုးပြစ်တက်ခံရမှုအတော်စစ်တပ်ကစမ်းကြောင်းမျိုးနဲ့အတွင်းမှာစစ်စင်းမှွေနောက်ရှာဖွေနေပြီးတော့နီးစပ်ရအိမ်တွေက CCTV များကိုလည်းလိုက်လံတောင်းခံနေတယ်လို့သိရပါတယ်မတင်ကားတဲ့လူငယ်များကိုရိုက်နှက်ဖ ဖန်စီစစ်ဆေးမှုတွေလှုပ်ဆောင်နေကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့နယ်နန်းပောင်ကျေးပါအခြေစားစစ်ကောင်စီတပ်ရင်းကိုကိုကန်တက်မတော် MNDA ပူးပေါင်းတပ်ကထိုးစစ်ဆင်တိုက်ခတ်ရမှာစစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားလက်နက်ချညံ့ခံခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လာရှိုးကနေတန်ရန်ကိုသွားတဲ့လမ်းနန်းပောင်စစ်ကောင်စီဗျူဟာတပ်စခန်းတိုက်ပိုက်တဲ့အချိန်မှာစစ်ကောင်စီတပ်ဘက်ကအင်အား300ကျော် MNDA ထံမှလက်နက်ချသွားတယ် အင်အား900ကျော်တဲက300ကျော်လက်နက်ချတယ်။နန်းပေါင်ကို MNDAA ကထိန်းချုပ်လိုက်ပါပြီလို့စီးရဲသတင်းအရင်းမြစ်ကပြောကြားထားပါတယ်။လာရှုံမြို့ရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်ဖြစ်တဲ့ခလိုက်ရ291တပ်ရင်းဌာနချုပ်ဟာနန်းပေါင်ကျေးရွာမှာရှိပြီးတော့ထိုးစစ်စတဲ့ဇူလိုင်လ3ရက်နေ့ကတည်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ခလိုက်ရ291ဟာရမခနေဝင်းညီကျက်ဥကျော်ရဲ့တိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်ဖြစ်ပါတယ်။ခလိုက်ရ291ရဲ့ နောက်တန်းမှုလို့အလွယ်ခေါ်ကြတဲ့ဌာနချုပ်တခွဲမှုနဲ့နောက်ချံစစ်တီအင်အားနဲ့တမဟာ76ဒရင်ကစကခ76တိန်နီတို့ပူပေါင်းခံစစ်ဆင်နေပေမဲ့အမိတ်ရလာတော့မသိဘူးစုတ်ခွာသွားရပြီဖြစ်တယ်လို့စီရဲအခြေအနေများကိုနေ့စဉ်ထုတ်ပြန်ပေးနေတဲ့ CDM ဘူကြီးဇင်ရော်ကဒီကနေ့မနက်မှာရေးသားထားတာကိုတွေ့ရပါတယ်။လက်ရှိလားရှိုးမျိုးရဲ့အခြေအနေမှာလက်နက်ကြီးလက်နက်ငယ်အတန်များမကြာခဏကြားနေရဆဲဖြစ်တယ်လို့လားရှိုးဒေသခံတွေကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်မောင်တော်မြို့ကိုအလုံးစုံတိမ့်ပိုက်နိုင်ရေးအတွက်အာရခတပ်တော် AA ကထိုးစစ်ဆင်တိုက်ခိုက်နေတာဟာရပ်ပေါင်း20ခန်းအထိကြာမြင့်လာပြီးတော့တိုက်ပွဲများဆက်လက်ပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။မောင်တော်မြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းများအလုံးကိုတိမ့်ပိုက်ပြီးပြီဖြစ်တဲ့အတွက်မြို့ပေါ်မှာရှိတဲ့တပ်စခန်းများကိုဇွန်လ16ရက်နေ့ကစပြီးတော့ AA ကတိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာ AA တပ်ဖွဲ့ဝင်များဟာမောင်တော်မြို့ကိုထိုးဖောက်ဝင်ရောက်ပြီးတော့မြို့သကြီးနခခ9နဲ့မြို့ပေါ်မှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့များကို ဝမ်းရံပိတ်ဆို့တိုက်ခိုက်နေကြောင်းခိုင်လုံတဲ့သတင်းရင်းမြစ်ထံကနေပြီးတော့သိရပါတယ်။မြို့တကြီးကမပြီးပြတ်သေးပေမဲ့စစ်ကောင်စီဘက်ကမလုံနိုင်အောင်လို့ဝိုင်းထားတာမြို့ထဲမှာနေရာယူထားတဲ့စစ်ကောင်စီတပ်တွေကိုတဆင်ချင်းရှင်းထုတ်နေတယ်လို့စီရေးသတင်းရင်းမြစ်တူကပြောပြထားပါတယ်။အေအေရဲ့ပိတ်ဆို့တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့စစ်တင်တန်းဆဲမွတ်စလင်များဟာထွက်ပြေးသူလက်နက်ချသူများရှိနေတယ်လို့သိရပါတယ်။စီရေးအရာရှုံးနေနေတဲ့စစ်ကောင်စီကလေကြောင်းရေကြောင်းပစ်ကူအကူအညီနဲ့အပြင်းထန်ခုခံတိုက်ခိုက်နေရကြောင်းဒေသခံများစီကသိရပါတယ်။ဂျက်ဖိုက်တာနဲ့နေတိုင်းလာပစ်တာရှိတယ် ောက်ပြီးတော့ပင်လယ်ပြင်မှာရှိနေတဲ့ Navy ကလည်းလှမ်းပစ်ပေးနေတယ်။မြေပြင်မှာက A ကအားလုံးကိုပိတ်ဆို့ထားတော့သူတို့ထွက်ပေါက်တွေပိတ်နေတဲ့အခြေအနေဖြစ်နေပြီးစစ်ကောင်စီကတိမ်မထူးနေမထူးဖြစ်နေပြီလို့ပြောလို့ရတယ်လို့စီရဲအခြေအနေကိုသိတယ်။မောင်တော်ဒေသခံတအုပ်ကပြောပြထားပါတယ်။တိုက်ပွဲ9လကျော်အတွင်းမှာရခိုင်မြောက်ပိုင်းကမြို့နယ်အများပြားကို AA ကတိမ့်ပိုက်ထိန်းချုပ်ထားပြီးတော့ရခိုင်ပြည်နယ်တောင်ပိုင်းမြို့နယ်များကိုတိမ့်ပိုက်နိုင်ရေးအတွက်ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့အေအော်ဒီတိုင်းကနေရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့ကိုအပုတ်ခံထားရတဲ့မဟုပြင်းမြို့အခြေဆိုင်အမှတ်28ခြေလင်တရင်ကအပွင့်တင်ကနေအရာခံအရာရှိတွေအပါအဝင်တက်ရင်တရင်လုံးနေပါတိုက်ပွဲကျသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇူလိုင်လ4ရက်နေ့ကမဟုပြင်းမြို့မှာစစ်ကောင်စီတပ်ကရန်ကုန်တိုင်းမှုဖြစ်ခဲ့တဲ့ဗိုလ်ချုပ်တပ်ပုံပါဝင်တဲ့ခရီးစဉ်မှာခလာရ28ကိုဝင်ရောက်တဲ့အချိန်နောက်တန်းမှာကြံနေခဲ့တဲ့မိသားစုဝင်တွေကငိုယိုပြီးတော့ပြောဆိုခဲ့တာကြောင့် အထက်ကသတင်းမထုတ်ပြန်သေးပဲတပ်တွင်းမှာသတင်းပေါက်ကြားလို့ဆိုပြီးတော့ဗိုလ်ချုပ်တပ်ပုံကခလာရ29နောက်တန်းမှုကိုပားရိုက်နှက်သွားတယ်လို့တပ်တွင်းသတင်းရေးမြစ်ကပြောပါရယ်ဗိုလ်ချုပ်တပ်ပုံရဲ့ခရီးစဉ်မှာခလာရ29တပ်ရိုက်တာကိုဝင်တဲ့အချိန်မှာတရင်တရင်လုံးနှီးပါနောင်ချိုတိုက်ပွဲမှာကြာဆုံးခဲ့တာကိုကြံနေခဲ့တဲ့အိမ်နောင်တဲ့အမျိုးသမီးတွေကငိုယိုပြီးတော့မင်းမြန်းခဲ့တာတွေရှိပါရယ်ပေစီရင်တော်မှာအထက်ကထုတ်ပြန်တာတွေပါတယ်မလောက်ရသေးပဲ တက်ထဲမှာသတင်းကြိုပေါက်လို့ဆိုပြီးတော့နောက်တန်းမှာကြံခဲ့တဲ့ယာယီနောက်တန်းမှုကိုပားရိုက်သွားတယ်လို့တက်တွင်းသတင်းရေးမြစ်ကပြောကြားထားပါတယ်ခလိုက်ရ29တက်ရင်စခန်းမှာလဲအကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်ကြောင့်စစ်ကောင်စီတပ်သားတွေတေရတာဆိုပြီးတော့အမျိုးသမီးတွေကမင်းအောင်လှိုင်ကိုမချေမနှံ့တဲ့ဆဲဆိုချိန်ပေါင်းနေတာတွေလှုပ်ဆောင်တာတွေရှိတယ်လို့တက်တွင်းသတင်းပေါက်ကြားမှုတွေရှိနေတဲ့အတွက်နောက်တန်းကြံတဲ့စစ်သားတွေကိုလည်းအပြင်ကိုထွက်ခွေမှာပိတ်တင်ထားတယ်လို့အဲ့ဒီတက်တွင်းသတင်းရေးမြစ်ကဆက်လက်ပြောဆိုကြပါတယ်ရခိုင်ကရင်ချင်းမော်ကချင်နဲ့ရှမ်းပြည်နယ်တွေမှာတိုက်ပွဲတွေဖြစ်ပွားနေတာကြောင့်အကြမ်းဖက်စစ်ကောင်စီတပ် က်ကတရားဝင်တိုင်းကမြို့နယ်တွေမှာရှိတဲ့စစ်တပ်တွေကိုဆေးလုပေးတာတွေရှိနေပြီးတော့စစ်မှုထမ်းဥပဒေနဲ့စစ်တင်တန်းတက်ရောက်ပြီးတဲ့သူတွေကိုပါရှေ့တန်းစခန်းတွေကိုဆေးလွတ်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းကံဘလူမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီကအမျိုးသမီး၁၁ဦးနဲ့အမျိုးသား၃ကိုဖမ်းဆီးထားပြီးတော့ရိတ်ခါနဲ့လာရောက်လဲလှယ်ခိုင်းနေပြီးမလဲလှယ်ပါကပြစ်တတ်မယ်လို့ချိန်ချောက်အချက်ကိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကံဘလူမြို့နယ်မှာရှိတဲ့ကိုးတောင်ဘုတ်အထိုင်စခန်းကအကြမ်းဖက်စစ်ကောင်စီတပ်သားများကဂုံချင်းရှူရွာကကောက်ဆိုင်သမား၁၁ဦးအမျိုးသား၃ဦးနဲ့နွားလေးကောင်ကိုဖမ်းဆီးထားပြီးတော့ဒဇာကန်များကိုပြန်လွတ်ပေးစီလိုပါကမိသားစုဝင်များအနေနဲ့ရိတ်ခါတွေနဲ့လာရောက်လဲလှယ်ရမယ်လို့ချိန်ချောက်အချက်ကိုင်းနေတယ်လို့သိရပါတယ်။ ်ပြန်လုပ်ပေးစီလိုရင်ရိတ်ခါနဲ့အလဲလဲလောက်ရမယ်။နာမရွေးရင်တနက်တန်တစ်ချက်ကြားရင်ဒဇာကန်တယောက်ကိုတပ်ပစ်မယ်ဆိုပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကချင်းချောက်ပြောဆိုနေတယ်လို့သိရပါဗျ။လက်ရှိအချိန်မှာကံဘလူမျိုးနယ်နဲ့ကောလင်းခရိုင်အတွင်းမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ ကဖများကလနဲ့ချီပြီးတော့ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်နေခြင်းကြောင့်စစ်ကောင်စီတပ်သားများဟာရိတ်ခါပြက်လက်လျက်ရှိတယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာရိတ်ခါရရှိရေးအတွက်အခုလိုမျိုးအရသာပြည်သူများကိုဒဇာကန်အဖြစ်နဲ့ဖမ်းဆီးပြီးတော့ချိန်ချောက်ပြီးရိတ်ခါရှာဖွေရတဲ့အခြေအနေကိုစိုက်ရောက်နေပြီဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းရေတာရှိမြို့အမှတ်9ရပ်ကွက်အုပ်ချုပ်ရေးမှုဇော်ဇော်အောင်ကစစ်မှုထမ်းဥပဒေနဲ့တအင်းကိုငွေကျပ်9000နှုန်းနဲ့လိုက်လံကောက်ခံနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ20ရက်နေ့မှာ ရေတာရှိမျိုးနဲ့အမှတ်၅ရက်ကအုတ်ချုပ်ရင်းမှုဇော်ဇော်အောင်ကရက်ကနေပြည်သူများကိုအစည်းအဝေးခေါ်ယူပြီးတော့စစ်မှုထမ်းဥပဒေကိုအကြောင်းပြကာအသက်၁၈ကနေ35နှစ်အရွယ်အမျိုးသားတွေရှိတဲ့နေအိမ်များကိုတအူးကိုငွေကျပ်9000လုံးပေးဆောင်ရမယ်ဆိုပြီးတော့ချင်းချောက်ပြောဆိုခဲ့တယ်လို့သိရပါဗျ။ဒါအပြင်စစ်မှုထမ်းရမယ်အမျိုးသားများမရှိတဲ့နေအိမ်များဟာထောက်ပံ့ရေးတလကို3000ကျပ်ပေးဆောင်ရမယ်ဆိုပြီးတော့ ဇွန်လကစတင်ပြီးတိန်တက်တိန်စင်လိုက်လံကောက်ခံနေတယ်လို့သိရပါတယ်။အုပ်ချုပ်ရေးမှူးဇော်ဇော်အောင်ဟာစစ်တပ်အလို့ကြစီရင်နွမ်းပါနေတဲ့နေအိမ်များကအမျိုးသားများကိုလက်စင်ထောက်ပံ့ကြေးပေးရမယ်ဆိုပြီးတော့စီယုံပြီးစစ်မှုထမ်းရန်လူသစ်စုဆောင်ပေးနေခြင်းများကိုလည်းလှုံ့ဆော်နေတယ်လို့သိရပါဗျ။ဒါ့အပြင်စစ်တပ်နဲ့ပူးပေါင်းပြီးတော့လောင်းကစားဝိုင်းများကိုလည်းဖွင့်လှစ်ထားသူဖြစ်ကြောင်းသိရှိရပါဗျ။အခုလကစကောက်နေတာဇွန်လ20ရက်နေ့မှာတအိမ်ကိုတအူးမတက်မနေရဆိုပြီးတော့အစည်းအဝေးခေါ်တယ်။အစည်းအဝေးမှာတက်လာတဲ့ပြည်သူတွေကမေးခွန်းထုတ်တော့တိကျခိုင်မာတဲ့အဖြေပြန်မပေးဘူး။ တို့ကတမ်းမှတ်ထားတဲ့ငွေပမာဏမပေးရင်စစ်မှုထမ်းရမယ်လို့ချင်းချောက်တယ်မိသားစုတစုမှလူငယ်တဦးရှိရင်9000 2ဦးရှိရင်3000တောင်းပါတယ်လူငယ်ရှိတဲ့အရေးအတွက်လိုက်အတိအကျပေးရတာပါလူငယ်မရှိတဲ့အိမ်ဆိုရင်3000ပေးရပါတယ်မပေးမနေရပါ မုတ်ဆိုးမှအာကိုမရှိတဲ့သူလည်း3000ပါပဲတချို့စင်ရဲသားအိမ်တွေဆိုရင်လူငယ်တွေကသာများနေတာအလုပ်ကမရှိတော့တယောက်ကို9000တုံးဆိုရင်တို့တို့အတွက်အတော်ကိုခက်ခဲနေကြပါတယ် တချို့စီးပွားရေးပြည်လဲတဲ့အိမ်တချို့ကတော့ငွေကိုအလင်းအမြန်ပေးသွင်းလိုက်တာကြောင့်ကြံတဲ့အိမ်တွေကအရန်ကိုအကျက်တဲဖြစ်နေပါတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးအကျေးဇူးတင် ရှိပါတယ်ခင်ဗျာ